ရှစ်လေးလုံးအရေးခင်လို့အသူကောက်တိကြတယ်1988ခုနှစ်ဩဂုတ်လ10ရက်ဒီမိုကရေစီတောင်းဆိုတဲ့လှုပ်ရှားမှုဟာလွတ်လပ်ပြီးခေတ်မြမသမိုင်းမှာအကြီးမားဆုံးလူမှုအွန်ကြွားမှုအဖြစ်ထင်ရှားပါတယ်ဒါပေမဲ့ဒီအွန်ကြွားမှုကြီးဖြစ်ပွားရတဲ့အကြောင်းနဲ့ဖြစ်စဉ်တွေကိုတော့အခုအချိန်အထိတိကျတဲ့မှတ်တမ်းအထောက်အထားတွေပေါ်ထွက်လာတာနည်းနေတဲ့အတွက်ဒီအကြောင်းကိုပြန်ပြောရင် အငင်းပွားစရာတွေအများအပြားရှိနေတတ်ပြန်ပါတယ်။အဲ့ဒီလိုဖြစ်ခဲ့ရတာကလည်းပြီးခဲ့တဲ့စစ်အစိုးရလက်ထက်မှာဒီအရေးခင်းတဲ့ပတ်သက်ပြီးအစိုးရထုတ်ပြန်မှုကလွဲလို့တခြားရေးသားမှုတွေကို နိုင်ငံအတွင်းမှာရေးသားပြောဆိုမှုတွေပိတ်ပင်ထားခဲ့လို့ပဲဖြစ်ပါတယ်။နိုင်ငံရေးအရာအမြင်ကွဲပြားမှုတွေကြောင့်လည်းဒီလှုပ်ရှားမှုကိုမိမိတို့လူရပြောဆိုရေးသားထားတာတွေကြောင့်ပိုပြီးတော့ တွိဟပွားစရာတွေဖြစ်လာခဲ့ရပါတယ်။ဒီထဲကလူအများတည်ထားကြတဲ့အချက်တချို့နဲ့ဒါတွေရဲ့နောက်ွယ်ကအကြောင်းရင်းတချို့ကိုရှာဖွေတင်ဆက်ပေးကြပါရခင်ဗျာ။ရှစ်လေးလုံးအရေးတော်ပုံလို့ထင်ရှားလာမယ်။1988လူတို့လှုပ်ရှားမှုတွေဟာတကယ်တမ်းကတော့မက်လာဇန်းကလေးကအစပြုခဲ့တာပါ။ရန်ကုန်ဆက်မှုတက်ကြိုကြောင်းတာကို ဖုံးမော်တည်ဆုံးခဲ့တဲ့အရေးခင်းနဲ့ နောက်ဆက်တွဲသရာဖြူအရေခင်းတွေမှာဆန္ဒပြចောင်းသားတွေနဲ့အရက်သားတွေပြုတ်ခွဲခံခဲ့ရပြီးတဲ့နောက်မြမဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုမကျေနပ်တဲ့အန်တုဆန့်ကျင်မှုတွေပေါ်ထွက်လာခဲ့ပါတယ်။ဒီလှုပ်ရှားမှုတွေရဲ့နောက်ွယ်မှာတော့အနည်း20ကျော်နိုင်ငံရေးစီးပွားရေးဖိနှိပ်ခံရမှုတွေနဲ့ပြည်သူလူထုတွေရဲ့စီးပွားရေးကြက်တဲမှုတွေကရှိနေခဲ့ပါတယ်။ 1980ပြည့်လွန်တဲ့အစာပိုင်းကာလတွေမှာတင်းကျပ်တဲ့စီမံကိန်းစနစ်တွေကြောင့်မြမဆန်အထွက်လျှော့လာတာကပထမအကြောင်းဖြစ်ပါတယ်။ဒီအချိန်မှာနိုင်စင်ပါတီခေါင်းဆောင်ဦးနေဝင်းကသူ့နောက်လိုက်တွေရဲ့အစီရင်ခံတာမပြည့်စုံမှုတွေကြောင့်တိုင်းပြည်မှာမှားယွင်းတဲ့ခံခွဲမှုတွေဖြစ်နေတယ်။ဒါတွေကိုပြန်ပြီးပြုပြင်ပြောင်းလဲရမယ်ဆိုပြီး1989ခုနှစ်အလယ်ပိုင်းလောက်မှာစပြောလာခဲ့ပါတယ်။ ဒါပေမဲ့1989ခုနှစ်စက်တင်ဘာလဇန်းမှာမွေဆက်ကူတရားမဝင်ကြေညာတာတွေဖြစ်လာတဲ့အခါလူတွေရဲ့စိတ်ထဲမှာလမ်းစဉ်ပါတီကို စိတ်ပြတ်မယုံကြည်မှုကပိုမိုကြီးမားလာခဲ့ပါတယ်။နောက်ပိုင်းမှာလဲကျောင်းသားအရေးခင်းတွေ ပေါ်ပေါက်လာတဲ့အတွက်ဥနေဝင်းရဲ့ပြောင်းလဲမှုအစီအစဉ်တွေဟာလဲပိုမိုနှောင့်နှေးသွားခဲ့ရပါတယ်။သူကတပါတီစနစ်ကိုကြိုက်သလား ပါတီစုံကိုသွားမလားစန္ဒခံမှု1988ဇူလိုင်လမှာကျင်းပတဲ့ပါတီအရေးပေါ်ညီလာခံမှာပြောခဲ့ပေမဲ့လမ်းစဉ်ပါတီကဒါကိုပယ်ချခဲ့ပါတယ်ဖြစ်ခဲ့တဲ့အရေးအခင်းတွေအတွက်လည်းပါတီဩခရဥနေဝင်းနဲ့သမရဦးစန်းယူတို့နှုတ်ထွက်ခဲ့ပေမဲ့သူတို့တွေရဲ့နေရာကိုဆက်ခံတဲ့ဦးစိန်လွင်ဟာလည်းအရင်အရေးအခင်းတွေမှာဖိနှိပ်နှိမ်နှင်းခဲ့ဘူးလို့ကြော်စောခဲ့တဲ့လူဖြစ်နေလို့ လူတွေကမျှော်လင့်ချက်မထားကြပါဘူး။ဥစိန်လွင်လက်ထက်ရန်ကုန်မှာစစ်ဥပဒေထုတ်ထားပြီမယ်။လမ်းမော်ထွက်ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားလာခဲ့ပြီးဩဂုတ်လ၈ရက်နေ့မှာဆန္ဒပြပွဲကြီးကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ဖို့နှုတ်ဆော်မှုတွေကို BBC အပါအဝင်ပြပရေဒီယိုတွေကနေထုတ်လွှင့်ခဲ့ပါတယ်။ပြီးခဲ့တဲ့ကြောင်းသားအရေးခင်းတွေမှာနစ်နာခဲ့သူတွေနဲ့မေးမြန်းကမ်းတွေကလည်းဒီရေဒီယိုတွေမှာ ထုတ်လွှင့်တင်ဆက်ခဲ့ကြတာပါ။ဩဂုတ်လ၈ရက်နေ့မှာရန်ကုန်နဲ့မြို့အတော်များများမှာလူထောင်ပေါင်းချီပြီးဆန္ဒပြခဲ့ကြပါတယ်။ရှစ်လလုံးဖြစ်တဲ့ရက်ကနေစပြီး၄ရက်ဇက်တိုက်ပြစ်ခတ်မှုတွေကြောင့်ပြည်ဆုံးထိခိုက်သူအကြီးအသွက်ဟာလည်းအတော်များခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်တွေအရပြည်ဆုံးသူ၁၀၀လောက်ပဲရှိတယ်ဆိုပေမဲ့အပိုက်ခံတွေရဲ့အဆိုအရအရေးခင်တလကျော်ကာလအတွင်းမှာ ထောင်ချီပြီးတည်ဆုံးခဲ့တယ်လို့ဆိုပါရခင်ဗျာ။ဩဂုတ်လ12ရက်နေ့မှာဥစိန်လွင်နှုတ်ထွက်ပြီးဒေါက်တာမောင်မောင်တက်လာတဲ့အချိန်မှာတော့စစ်အုပ်ချုပ်ရေးရပြီးရွေးကောက်ပွဲ ကော်မရှင်ဖွဲ့တာအပါအဝင်ပါတီစုံစနစ်ကိုသွားဖို့လမ်းစပြုခဲ့ပေမယ့်ဂျားပြတ်အစိုးရဖွဲ့စည်းရေးတောင်းဆိုမှုနဲ့ဝင်ကြီးချုပ်ဟောင်းဦးနှုရဲ့ဂျားပြတ်အစိုးရဖွဲ့စည်းမှုစတာတွေဖြစ်ပွားလာခဲ့တယ်လို့အစိုးရရန်ရာရက်ဆိုင်တလို့ဖြစ်ပြီး စံအခက်အခဲပြဿနာနဲ့ကြုံတွေ့လာခဲ့ရပါတယ်။တပိတ်ကောမဒီတွေနဲ့နိုင်ငံရေးခေါင်းဆောင်အများအပြားရှိပေမဲ့အကျက်အသေးကိုပြည်လဲအောင်မဆောင်ရွက်နိုင်ခဲ့ပဲစက်တင်ဘာလ18ရက်နေ့မှာတမတော်ကဥဆောင်အာနာသိမ့်ပြီးရွေးကောက်ပွဲကျင်းပဖို့ဂရီးပြုကာအရေးအခင်းကိုဖြိုခွဲချိန်မှာလဲထပ်ပြီးလူသေးဆုံးမှုတွေရှိခဲ့ပြန်ပါတယ်။ချစ်လဲလုံးအရေးအခင်းဟာလဲ1988 စတင်ဘာလ18ရက်နေ့မှာတပ်မတော်ကအာဏာသိမ်းပြီးတဲ့နောက်ပြစ်ခတ်နှိမ်နှင်းမှုတွေနဲ့အဆုံးတက်ခဲ့ရပါတယ်။ဒီနောက်ပိုင်းမှာအာဏာသိမ်းအစိုးရကရွေးကောက်ပွဲကိုကျင်းပဖို့ကြိပြုခဲ့ပေမဲ့ထောင်နဲ့ချီတဲ့နိုင်ငံရေးလှုပ်ရှားသူတွေထဲမှာအပန်းခံခဲ့ရတဲ့လူတွေရှိသလိုနေဆက်ထွက်ပြေးရသူတွေလည်းရှိလာခဲ့ပါတယ်။ရှစ်လေးလုံးကိုအဆုံးတက်မဲ့အာဏာသိမ်းဖို့အမိန့်ကိုလမ်းစဉ်ပါတီရဲ့ ဘဟုကောမဒီဝင်တချို့ကအမိန်ပေးတယ်။ဥနေဝင်အိမ်မှာကျင်းပါတဲ့အစည်းအဝေးကဆုံးဖြတ်တယ်။စသဖြင့်ပြောဆိုမှုတွေရှိကြပေမဲ့တက်မတော်ရာတွေကိုလမ်းစဉ်ပါတီကထွက်ခွင့်ပေးပြီး မကြခင်မှာကုံတွယ်ရေးရုံးကိုចောင်းသားနဲ့ရန်တချို့ကဝင်သိမ်းတာတွေဖြစ်ပြီးနောက်တရက်မှာပဲအာနာသိမ်းခဲ့တာပါ။ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းတက်မတော်ကိုအသက်အခံနဲ့ဆန္ဒပြလူတွေဘက်ကိုပောင်း မစည်းရုံးနိုင်ခဲ့ဘူးလို့ဝေဖန်မှုတွေရှိခဲ့တယ်လို့ဆန္ဒပြပွဲတွေကိုတက်ကမယုံကြည်တဲ့အတိုက်ခံဟောင်းနေနဲ့တော်တွင်လက်နက်ကင်တွေ တွေးထိုးမှုကြောင့်ဖြစ်တာလို့တပ်ပိုင်းကယူဆပြီးပြင်းပြင်းထန်ထန်နှိမ်နင်းတာမပူပေါင်းတာဆိုတဲ့တုံးတက်ချက်တွေလည်းရှိခဲ့ပါတယ်။ရှစ်လဲလုံးလှောက်ရှားမှုကိုလွတ်လပ်ရေးမရခင် အလန်နီကွန်မြူနစ်တွေစံလူတိုက်ပွဲဆင်တဲ့ပုံစံမျိုးနဲ့တူတယ်ဆိုပြီးအဲ့ဒီအချိန်က လမ်းစဉ်ပါတီခေါင်းဆောင်ပိုင်းမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ရှင်းလင်းလုံးကာလအတွင်းမဲမဲပုံစံလူရက်တက်ဖြတ်တာတွေကိုလည်းလှိုင်းကြီးလေထံဖြစ်ရမှန်းဆိုပြီးစစ်အစိုးရခေတ်မှာရုပ်တံထုတ်လွှင့်ခဲ့သလိုအရေးခေတ်မှာပါခဲ့တဲ့ဝန်ထမ်းတွေကိုလည်းယာရုရှော့ချနှုတ်ပယ်ခံရတာတွေရှိခဲ့ပါတယ်။ရှင်းလင်းလုံးအရေးခင်းကနေမြန်မာပြည်မှာအနှစ်20ကျော်ပျောက်ကွယ်နေတဲ့ နိုင်ငံရေးမျိုးဆက်ကိုအသက်ပြန်တွင်ပေးလိုက်တာပါဒီထက်ကထင်ရှားသူတွေက88မျိုးဆက်လို့လူတိများတဲ့ចောင်းသားလှုပ်ရှားသူတွေဘိုးကျော်အောင်ဆန်းရဲ့တမီဒေါ်ဆန်းစုကြည်နဲ့သူတီထောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးတော့တခြားထင်ရှားတဲ့နိုင်ငံရေးအသိုက်အခံတွေပေါ်ထွက်လာတာဖြစ်ပါတယ်လူတွေသတိမထားမိတာကရှင်းလင်းလုံးအရေးအခင်းကြောင့်မြန်မာပြည်ရဲ့စီးပွားရေးနဲ့လူမှုရေးတွေမှာ အပြောင်းအလဲတွေစတင်နိုင်ခဲ့တာပါအရေးကင်းကာလကလေးကလူတွေပြည်ပသွားရောက်လောက်ကင်ခွင်းတွေပုံမူခွင့်ပြုလာခဲ့တယ်လို့အရေးကင်းနောက်ပိုင်းစစ်အစိုးရလက်ထက်မှာပုဂ္ဂလိကစီးပွားရေးတွေပိုခွင့်ပြုလာလို့ကုမ္ပဏီတွေပေါ်ထွန်းလာခဲ့ပါတယ်စီးပွားရေးပိတ်ဆို့မှုတွေအာဏာပိုင်တွေချုပ်ချယ်မှုတွေရှိနေခဲ့ပေမဲ့ဒီစီးပွားရေးလောကအသစ်ကမြန်မာနိုင်ငံမှာ1988ပြီးမှာ တကြော့ပြန်ပေါ်လာတာဖြစ်ပါတယ်။လူမှုရေးပတ်မှာလည်းလမ်းစဉ်ပါတီခေတ်မှာမထွက်ပေါ်ခဲ့တဲ့ပုဂ္ဂလိကသတင်းစာတွေလည်းအရေးအခင်းမှာပေါ်ထွက်ခဲ့သလိုစစ်အစိုးရခေတ်မှာလည်းနိုင်ငံရေးအရာဖိနှိပ်မှုတွေရှိနေပေမဲ့အမှုပညာနဲ့မီဒီယာတချို့ကဏ္ဍတွေမှာ ရှော့ပေါ်ပေးခဲ့ပါတယ်။ပြည်ပကဝင်လာတဲ့အမှုပညာနဲ့ဖက်ရှင်ရည်စည်းကလည်းမြန်မာနိုင်ငံမှာ ပိုပြီးတည်တာလာခဲ့သလို ရင်ကျင်းမှုဘက်မှာလည်းပီယာစစ်ကရဆတဲ့ပြည်ပကဝင်လာတဲ့ကုန်စည်တွေကိုပြည်တွင်းမှာသုံးစွဲသူတွေပုံမှုများပြားလာခဲ့ပါတယ်။အနှစ်30နီးပါးကြာမြင့်ခဲ့ပြီးတဲ့နောက်ရှစ်လေးလုံးလှုပ်ရှားမှုအကျိုးဆက်အနေနဲ့လှုပ်ရှားမှုအစဉ်အဆက်ကိုဖျက်ကျော်ပြီးမြန်မာနိုင်ငံမှာအယက်သားစစ်စစ်ခေါင်းဆောင်တဲ့အစိုးရတရက်ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဖွဲ့စည်းပုံပြင်ဆင်ရေးနှောင့်နှေးနေလို့ အုတ်ချုပ်ရည်နဲ့ဥတွေပြူရည်တွေမှာတပ်ပိုင်းကဆက်ပြီးလွှမ်းမိုးတာတွေရှိနေပါတယ်။ဒါတွေပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ဖို့တက်တဲ့အရက်ဘတ်နိုင်ငံရေးအကြာတင့်တော်တဲ့နိုင်ငံရေးမူတစ်ခုချဖို့လိုလို အနည်း80နီးပါးကြာမြင့်နေတဲ့ပြည်တွင်းစစ်ကိုရက်စဲနိုင်မှုလူမျိုးစုလက်နက်ကင်တွေနဲ့ဉာဏ်ဉာဏ်ရေးတည်ဆောက်နိုင်ဖို့ကလည်းအရေးတကြီးလိုအပ်ခဲ့ပါတယ်။အရေးခင်ဖြစ်ချိန်က အုပ်စိုးခဲ့တဲ့လမ်းစဉ်ပါတီအစိုးရခေါင်းဆောင်တွေဟာတပ်ဘက်ကလာဒူတွေများပြီးဖဆပါလအစိုးရလက်ထက်နိုင်ငံရေးကွဲပြဲမှုတွေကိုမနစ်သက်လို့အာဏာသိမ်းမှုကိုဖော်ဆောင်ခဲ့သူတွေဖြစ်ကြပါတယ်။ဒါကြောင့်သူတို့လက်ထက်မှာနိုင်ငံတွင်းမကျေနပ်မှုတွေကြောင့်ဆန္ဒပြလာတာကိုပြည်လဲအောင်မဖြစ်ရှင်းနိုင်ပဲအာဏာသိမ်းတဲ့တန်တရာတကြော့ပြန်လာတာလို့တချို့ကတုံးတက်ကြပါတယ်ခင်ဗျာ။ အဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်တွေ့ကြပါစို့နော်